ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဖုန်းနောက်ကျောစတိကာကိုကိုယ်တိုင်ဘယ်လိုကတ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုညွှန်ပြပေးသားမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းနေနောက်ကျောမှာယခုလိုမျိုးစတိကာကိုကထားခြင်းအပြင်အပုံးစင်းတွေကိုတက်တာစေပါတယ်ပြီးရင်ကာဘာအတက်များလို့ဖြစ်ပေါ်လာတဲ့ချွေးစားရတွေကိုလည်းအထိုက်လျောက်ကာကွယ်ပေးပါတယ်ဆိုတော့ဘယ်လိုကတ်ရမလဲဆိုတော့စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိစက်ကြည့်သွားပါအရင်ဦးဆုံးကျွန်တော်တို့ဖုန်းကိုတန့်ရှင်းရေးလုပ်ကြပါမယ်။တန့်ရှင်းလုပ်ဖို့တည်းမိမိရဲ့ဖုန်းကိုပါပိတ်ထားဖို့လိုတယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တန့်ရှင်းရေးလုပ်မယ်။အောက်ကကျွန်တော်ဒါလေးတစ်ခုခံလိုက်မယ်ပေါ့နော်။ ီးရင်ဖုန်းကိုတင်လိုက်မယ်ပြီးရင်ဒီလိုမျိုးစတိကဝင်လို့ရှိရင်ပေါ့နော်ဒီကောင်လေးကပါပြီးသားပေါ့နော်ဒီနံပါတ်1ကကြတော့အဆိုနံပါတ်2ကကြတော့အချောက်အဆိုကျွန်တော်အရင်ဆုံးအဆိုနဲ့တုတ်ကမယ်ပေါ့နော်ဖုန်းကိုဖုန်းမှာကတ်နေတဲ့ဂျီတွေကိုပေါ့နော်ဒီစေးရင်နဲ့ကျွန်တော်ပြောင်းလောက်ကမယ်ပေါ့နော်ဖုန်တွေတဲတွေအမိုက်တွေပေါ့နော်ဒီစေးရည်တုံးပြီးတော့တန့်ရှင်းရည်လောက်ရပါမယ် တခြားလေးတန့်ရှင်းရေးလုပ်ဝေးဖို့တော့လိုတယ်ပေါ့နော်။သူကဖုံနေပါတယ်အမိုက်တွေကြံနေလို့မရဘူးပေါ့နော်။အဲ့လိုကြံလို့စတေကာကလိုက်လို့ရှိရင်စတေကာကလေတွေခိုးအောင်မျိုးတွေပါတယ်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်တခြားလေးပြောင်းအောင်တုပ်ဖို့လိုအပ်ပါတယ်။ဒီလိုမျိုးအစုံနဲ့တုပ်ပြီးသွားရင်ဒီနံပါတ်2အချောင်းနဲ့တုပ်ပေးရပါမယ်။အညစ်အကြေးတွေလုံးဝပြောင်းသွားပြီဆိုရင်တော့ကျွန်တော်စတီကာစကတ်လို့ရပါပြီ။ နော်စတစ်ကာကတ်မယ်ဆိုရင်ကျွန်တော်အရင်ဦးဆုံးဒီအဝါရောင်လေးကိုအရင်ဆုံးကျွန်တော်ခွာပေးရပါမယ်အဲ့တော့တော်တော်လေးကတ်တယ်ခေတ္တမျိုးလေးခွာပေးရပါမယ်ခွာပြီးရင်တော့ကျောင်းရဲ့ဖုန်းပေါ်မှာစကေးကြကြလေးနေရာချပေးရပါမယ်ဒီနေရာမှာအရန်ရေးကြည့်ရပေါ့နော်ကျွန်တော်စောင်းသွားလို့မရဘူးနေရာလေးလွဲသွားလို့မရဘူးမဟုတ်လို့ရှိရင်ကျွန်တော်မလှပဲဖြစ်ကုန်ပဲပေါ့နော်ကျွန်တော်စတီကာနေရာလေးကျွန်တော်တည်တည်ဆရာလေးကျွန်တော်ချပေးရပါမယ် โอเคနေရာမှတ်ပြီဆိုရင်တော့ကျွန်တော်ဒီအလေရအဝါရောင်လေးကိုအရင်ဆုံးဖိပေးရပါမယ်။နော်ဒီကောင်စတိကကတိတ်ကောင်လေးရှိရပေါ့ဒီကောင်လည်းကျွန်တော်အရင်ဆုံးဖိမယ်။ဒီလိုပြည်သွားဆိုရင်ကျွန်တော်တို့ဒီအောက်ဘက်ကအကောင်လေးကိုအရင်ဆုံးကတ်ပါမယ်ဒီရေးလှန်တင်လိုက်ပါ ပြီးရင်အားလေးနဲ့တခြားလေးထိုးပေးလိုက်ပါဒါဆိုလို့ရှိရင်တော့သူ့ရဲ့မလိုအပ်တဲ့စလီကကြီးကွာသွားမှာဖြစ်ပါတယ်လက်ကမတန်ဘူးဖြစ်နေပေါ့ လေတွေမကိုအောင်တခြားလေးဖြည့်ပြဖို့လိုပါတယ်။အောက်ဘက်ကတခြားကတ်သွားပြီဆိုရင်ကျွန်တော်အခုလိုမျိုးအပေါ်ကကောင်ကိုလှန်ပြီးတော့နောက်တစ်ခေါက်ပြန်ပြီးတော့လုပ်ရပါမယ်။ဒီလိုကင်မရာဘက်နေရာမျိုးလေးတွေကိုရောက်ရင်စိတ်ရှိရှိနဲ့တခြားလေးကပ်ပေးရပါမယ်။ဒါမှသာလှမှာဖြစ်ပါလေ ပြီးရင်လေတွေမကူအောင်တခြားလေးဆက်ရှိရှိနဲ့ဖိပေးရပါမယ်အခုလိုမျိုးလေတွေတခြားလောက်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်စတိကနောက်ဆုံးအဆင့်ကိုထပ်ခွာပေးရပါမယ်။ဒီကောင်ခွာပြီးတော့ပဲကျွန်တော်တို့ဒီစတိကကချင်ပြီးရပါတော့။ဒါကတော့အပေါ်မလိုအပ်တဲ့စတိကတစ်ထပ်ပါ။ဒီကောင်လေးကိုပဲခွာပေးရပါမယ်။ ခုဆိုရင်တော့စတီယာကချင်းကပြီးတော့ပါပြီတတော်လေးဟိုမှာလှပါတယ်စတီကမကက်ခင်ကဆိုရင်ဖုန်းကြီးရမွေးချောက်ချောက်ယူနေဘာကြောင့်ကြီးမှမသိဘူးအခုစတီကလည်းကက်ပြီးရောမြင်ရတဲ့အတိုင်းပဲဖုန်းကပြောင်ပြောင်လက်လက်နဲ့လုံးဝကုန်မှ မိုက်ပါတယ်ကြီးလိုလဲလှသလိုကိုယ့်ရဲ့ဖုန်းကိုအပွန်စင်းတွေအချစ်ရာတွေဖြစ်ချင်းမှလည်းကာကွယ်ပေးတော်မူကထားဖို့အကြံပေးခြင်းပါတယ်